နမက်တဆောင်ကိုကိုသိန်းနေအစမတန်စေးတောင်းလို့ရှိုးဝဲဖြက်ခဲ့ရတဲ့ဆိုတော့ပပူအဆိုတော့ပပူကတော့အစမတန်လက်မက်တဆောင်ကိုကိုသိန်းနဲ့စင်ကာပူနိုင်ငံမှာမွနစ်ရှိုးဝဲလို့ဖို့တွေစီစဉ်ခဲ့လို့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အားလုံးဒီကြတဲ့အတိုင်းဆိုတော့ပပူဟာမြန်မာနိုင်ငံမှာအောင်မြင်တဲ့ထိတ်တန်းဆိုတော့တူပါပပူဟာငယ်စဉ်တည်းကမိဘတွေနဲ့မနေထိုင်မနေအဖွားဖြစ်သူနဲ့နေထိုင်တာဖြစ်ပါတယ်ပပူရဲ့ဖွားချမ်းသာကျွားတဲ့တတိမကြီးတူမို့ပပူဟာကြီးတဲ့ချမ်းသာကျွားတဲ့ဘဝကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဒါပြင်အခြားတစ်ပတ်မှာလေ ်ဆိုတော့ပေါ်ပေါ်ကိုရင်ကနိုင်ငံကျော်ဆိုတော့ဖြစ်တာမလို့ဝင်ဝင်များစွာနဲ့ယက်တီနေနိုင်တာပါပေါ်ပေါ်ကဒီလိုချမ်းသာကျဲဝနေပေမဲ့သူမရဲ့လက်မှတ်တွေကိုတော့ဒေါ်လာ90ကနေ စတင်လို့ဒေါ်လာနေရာအတွင်းရောင်းချနေတာပါဒီလက်မဲ့တန်ကြေးတွေကိုမြန်မာငွေနဲ့တက်လိုက်ရင်အနည်းဆုံး2သိန်းကနေအများဆုံး9သိန်းခွဲရှိနေတာပါဒါရဲကြောင့်စင်ကာပူရောက်မြန်မာနိုင်ငံသားတွေကတော့ဆိုတော့ပေါ်ပေါ်တရားဒီလိုမျိုးတွေစမတန်ရောင်းချနေရတွေကိုအမြင်မကြီးကထဲဝုံနေကြတာပါဒီလိုမျိုးလူတွေရဲ့ရှုံချမှုကိုခံနေရတာကြောင့်အဆိုတော်ပေါ်ပေါ်ကတော့စင်ကာပူမှာကျင်းပမယ့်သူမရဲ့မွေးနေ့ရှိုးဘက်ကိုစိတ်မကောင်းစွာပဲဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်